မက်လာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့် Grey War Hotel ပြိုကျမှုမှာပါသွားခဲ့တဲ့ခင်မွန်ဖြစ်သူကလေးနှစ်ယောက်တို့နဲ့အတူအိမ်ပေါ်မိန်းကလေးတို့အတက်တလားပြည့်ကုသိုလ်အလှူလေးပြုလုပ်ပေးခဲ့တဲ့မနင်းနေရွှေမင်္ဂလာပါပရိသတ်ကြီးမနင်းနေရွှေကတော့ပြီးခဲ့တဲ့မက်လာ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့အင်အားပြင်းကလေးကြောင့် Grey War Hotel ပြိုကျမှုမှာခင်မွန်ဖြစ်သူနဲ့တမီးနှစ်ယောက်တို့ကိုတပြိုင်တည်းဆုံးရှုံးထားရသူဖြစ်ပါတယ် မိသားစုတွေထဲမှာတယောက်တည်းကျန်ခဲ့ပြီးခင်မုံဖြစ်သူရောတမိနှစ်ယောက်စလုံးကိုပါတပြိုင်တည်းထဲဆုံရှုံခဲ့ရတဲ့အတွက်နေနာဆုံရှုံမှုများလွန်းသူလို့လည်းပြောရမှာဖြစ်ပါတယ်။ဒါပေမဲ့မင်းနေရွှေကအာတင်ထားပြီးသူမကိုကောင်းမှုကုသိုလ်တွေလုပ်ဖို့အတွက်ထားခဲ့တယ်လို့ယူဆခဲ့တာကြောင့်ခင်မုံဖြစ်သူနဲ့တမိနှစ်ယောက်တို့ရဲ့ရုပ်အလောင်းတွေကိုထုတ်ဖော်ပြီးတဲ့နေ့ကလေးကဒီနေ့ဒီချိန်ရက်ထိအလှူဆဲချိန်တဲ့အထက်ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။ မနေ့နေ့ရွှေကခင်မုန်းဖြစ်သူတက်နေတဲ့ကြောင်းတမီးကြီးတက်နေတဲ့ကြောင်းတွေမှာလည်းအလူပြုတ်လောက်ခဲ့ပြီးဖြစ်တယ်လို့သိရပြီး အလူတွေ၁၀ချိန်ကျော်အထိပြုတ်လောက်ပြီးခဲ့တာဖြစ်တယ်လို့လည်းဆိုလာခဲ့ပါတယ်။တမီးငယ်လေးတက်ခဲ့တဲ့ကြောင်းမှာလည်းလာမယ့်မေလ၄ရက်နေ့မှာအလူလေးပြုတ်လောက်ထားဖို့စီစဉ်ထားပြီးအဆိုပါအလူလေးအပြီးမေလ၅ရက်နေ့ကစပြီးသူမကတော့သီလရှင်တလားဝတ်ဖို့အတွက်စီစဉ်ထားတယ်လို့သူမရဲ့အစီအစဉ်လေးကိုပြောပြထားတာလည်းဖြစ်ပါတယ်။မနေ့နေ့ရွှေကအ အမားကသူတို့ကိုနောက်ဆုံးခရီးလုပ်ပေးပြီးကလေးကအေးချမ်းသွားတာပါအမပြောခဲ့တယ်သူတို့တနေရာထဲမှာသူ့အဖေနဲ့ရှိနေမှာပါဆိုတော့အမကိုတော်တော်များများကစိတ်ကူးရင်နေပေါ့နော်ဒါပေမဲ့အမပြောတဲ့အတိုင်းပဲတကယ်လည်းဖြစ်ခဲ့တယ်အဲ့လိုလေးတွေ့ရလို့အမစိတ်လည်းအေးချမ်းနေသူတို့အေးချမ်းဖို့လှုပ်ပေးနိုင်တာလှုပ်ပေးပြီးပြီအခုတော့ငါအေးချမ်းရတော့မယ်ဆိုတဲ့စိတ်ပဲရှိပါတယ်အခုသူတို့အေးချမ်းသွားဖို့အကုန်လှုပ်ပေးတယ်သူတို့အေးချမ်းပြီးရင်ဒါဆိုငါအေးချမ်းဖို့မလုပ်ရမလဲ ။ဒါမဲ့၄ရက်နေကြာရင်တမီးငယ်လေးရဲ့အကြောင်းမှအလှလို့ဖို့ပြောထားတယ်။၅ရက်နေကိုတော့သီလရှင်ဝတ်မိန်။ကို့လိုအပူတွေဘသူ့ကိုမှမခံစားစေခြင်းမို့ကို့မာရင်ပြီးပါစေလို့ဖျားဆူတောင်းလဲအဲ့ဒါပဲအမြဲဆူတောင်းနေဟုဆိုကောင်။မနေ့နေ့ရွှေကပြောလာခဲ့တာပဲဖြစ်ပါတယ်။မနေ့နေ့ရွှေရဲ့ခင်မုံဖြစ်သူနဲ့တမီးလေးနှစ်ယောက်လည်းမနေ့နေ့ရွှေပြုသမျှကုသိုလ်အားလုံးကိုထပ်တူထပ်မြရရှိပြီးရောက်ရရက်ကသာဓုခေါ်ဆိုနိုင်ပါစေလို့လည်းဆုတောင်းမြတ်တာပို့တာပေးလိုက်ရပါတယ်ရှင်။